မြန်မာနိုင်ငံမှာငလေတံထိခိုက်ခံစားခဲ့ရသူတွေအတွက် UK အစိုးရကရန်မုံငွေ Starling Pound 25သန်းအထိထောက်ပံ့ပေးထားပြီးအကူအညီလိုအပ်နေသူသတိန်းကျော်ထံဒေသခံမိဖက်တွေကနေတဆင့်အကူအညီပေးရပြီးဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာ UK တန်ရုံးကထုတ်ပြန်ပါတယ်မြန်မာနိုင်ငံမှာအင်အားပြင်းငလင်လှုပ်ခတ်ပြီးတဲ့နောက်အချိန်တလကြာမြင့်ချိန်မှာ UK အစိုးရဟာထိခိုက်ခံစားခဲ့ရသူတွေနဲ့အတူသတားရဲရက်တီလေးရဲ့ရှိပြီး အတန်းကယ်ဆယ်ရေးနဲ့အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေဆက်လက်ပေးရတုံ့ပြန်ဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ငလင်းလုံးခတ်ပြီးတဲ့နောက်အချိန်တလကြာမြင့်ခဲ့ချိန်မှာ UK အစိုးရအနေနဲ့ရမုံငွေစုစုပေါင်းစတာလင်ပေါင်း25သန်းအထိထောက်ပံ့ထားပြီးဒီပံပိုးမှုတွေဟာဒေသခံမိဖက်တွေကနေတဆင့်အကူအညီလိုအပ်နေသူ33,600ကျော်ထံရောက်ရှိပြီးဖြစ်ကြောင်း UK တန်ယုံကဆိုပါတယ်။ မလ28ရက်ကမြန်မာနိုင်ငံအလဲပိုင်းကိုပြင်အား9.8အဆင့်ရှိတဲ့မြင်းကလေးလှုပ်ခတ်ခဲ့ရာငလင်ဘေးတံတဲ့ပြည်သူပြည်သားတွေအတွက် UK အစိုးရကစတာလင်ပေါင်း10တန်းထောက်ပံ့ကြောင်းမလ29ရက်ကကြေညာခဲ့ပါတယ်။ဒါ့ပြင်ဧပြီ3ရက်ကလည်း UK အစိုးရဟာ Disaster Emergency Committee ဘေးအနီးအများဆိုင်ရာရေးပေါ်ကော်မတီရဲ့ရမုံငွေကောက်ခံခြင်းအစီအစဉ်မှာစတာလင်ပေါင်၅တန်းထပ်မံတိုးမြှင့်ထည့်ဝင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။အဲ့လိုပဲဧပြီ၅ရက်ကလည်း UK အစိုးရဟာမြန်မာနိုင်ငံမှာငလင်းတန်းတုံ့ပြန်ဆောင်ရွက်ရေးအတွက်စတာလင်ပေါင်၁၀တန်းထပ်မံတိုးမြှင့်ကူညီခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဒီလိုထောက်ပံ့ပေးရမှာရှေးဦးသူနာပြုအကူအညီပေးတာ အရေးပေါ်တဲ့စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုပေးတာအခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးတာစားနပ်ရိက္ခာရှိ နေထိုင်မှုအမိုးအကာနဲ့တကူရေးတန်ရှင်ရေးအသုံးဆောင်ပစ္စည်းတွေပေးရတာတွေပါဝင်တယ်လို့သိရပါတယ် UK အစိုးရဟာမြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုအခိုင်အမာပံ့ပိုးပေးလျက်ရှိပြီး2020ခုနှစ်နိုင်ငံရေးအပြောင်းလဲဖြစ်ပြီးကတည်းကလူသားချင်းစာနာထောက်ထားမှုအကူအညီစုစုပေါင်းစတာလင်ပေါင်တန်း190ပံ့ပိုးပေးခဲ့တယ်လို့သိရပါဗျ။